ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။မာမီဟော်ရာ channel လေးကနေစေဝင်စားပွဲထူးခြားစံချိန်ဖြစ်ရမန်ဇလန်ကောင်းလေးကို တင်ဆက်ပေးဖို့အချိန်ခါကြာရောက်လို့လာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမယ့်မြင်းနှစ်ယောက်ကိုရှင်ပြုတ်ပေးခြင်းနဲ့စိတ်နဲ့သိဆုံးသွားခဲ့တော့အဖိုးတယောက်ရဲ့ရုပ်ကစိုးဘဝနဲ့စောင့်ရှောက်ခြင်းဖြစ်ရလို့အမိရတဲ့စေဝင်စားပွဲထူးခြားစံချိန် ဖြစ်ရမန္တလန်ကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခံစားနှာစင်အော်ပေးကြပါဦးခင်ဗျာရှင်ပြုအလူပွဲနဲ့ထုခဲ့ဖြစ်စဉ်1958ခုနှစ်ဇန်နဝါရီလရဲ့တနေ့သောညနေခင်းဖြစ်ပါတယ်ဟျူယောင်နေမင်းဟောင်းအနောက်ရိုးမရဲ့မြင့်ပြပြတောင်းဆွဲပေါ်မှာမိတင်လျက်အရှိတလောကိုငိမ့်မောကြည့်နေတဲ့အောင်ရှိပါတယ်နေမင်းရဲ့အကြောင်းကြောင့်ရွာရဲ့နောက်ဘက်မှာရှိတဲ့ အင်းရေးပြင်းဟောင်း ရွှေမြောင်စမ်းထားတဲ့ကဲ့သို့ကြည်နူးပွေရာကောင်းလာပါလေထိုချိန်မှာရောရဲ့ကန်းတဖူးညောင်ညိုပင်ရိတ်မှမဝေးလာတော့ရေချိုးစိတ်ကလည်းလှပါတော့ပကြီးကားတစ်ချက်ကဲ့သို့တက်ဝင်လှူရှာလို့နေပါလေမြောက်လေညင်းရဲ့ကြီးစင်မှုကြောင့်လက်ရက်ခွေလေးမြဟောင်းရွှေရောင်တလက်လက်တောက်ပါပြီး လူးလွင့်လှူရှာလျက်ရှိတယ်၎င်းရေချိုးစိတ်၌စိတ်လိုက်တိုင်းရေကစားနေကြသောကလေးတငယ်များအညောင်းပြေရေကူးနေကြသော လူပြိုကလာသားမြောင်ရှက်တဲ့သဖြင့်မျက်နှာကိုဝက်ပြီးရေချိုးနေကြသောကြည်တော်သူလှပြောပြူးမြောင်အသက်ရရသောအတော်ကြီးမြောင်ထိုမတဖန်အဖက်နာမှာ ခိုင်းနှောင်းများကိုရေချိုးပြနေသောကိန်းတို့သောဦးကြီးမြောင်ကိုလည်းစိတ်ချမ်းမြေ့ပွေရာတွေ့မြင်နိုင်ပါသည်သူကဲ့သို့ရေကစားနေကြသောကလေးတငယ်များမှာချစ်ပင်နဲ့ချစ်ရွှေတို့ညီကိုမပါဝင်နိုင်ပါမောင်ရင်လောင်းများဖြစ်တာကြောင့်ရေထဲကိုဆင်းလို့ရေမချိုးရအောင် ူတူပုံနဲ့မကစားရတပင်မတက်ရဆိုတော့ကြည်တော်ရွာရဲ့ဒလိထုံနံစီကံဥပဒေများကြောင့်အိမ်မှာရှိတဲ့စင်ဦးကြီးထဲမှာရေများကိုသာရေချိုရပါတယ်။အင်းရေပြင်းမောင်းစောကစားလို့ချိုးရတာတော့ပျော်စရာမကောင်းပါ။အချိန်ကညနေ9နာရီခန့်ရှိပါပြီ။ရွာဝင်လန်းဟာတိတ်ရိတ်ဝါရိတ်တို့ကြောင့်အနေငယ်မောင်းရင်ပြိုးလျက်ရှိနေပါပြီ။ထို့ချိန်မှာအလောက်ခွင့်မှပြန်လာကြသောကိုင်းလုံသားမောင်မင်းများကိုလှည့်နေတဲ့ဖုံး နွားဆိုးလေးရဲ့တနည်းပေါ့ပြတဲ့တွင်များထန်းလေးရဲ့တွင်အရွေးဆုံးတွေ့ရှိနိုင်ပါတယ်လူတို့ချင်းချင်းရဲ့ခေါ်တန်အော်တန်ရှီမော်တန်နောက်ပြောင်းကြီးစဲတန်များနဲ့နွားတွင်တန်များကြောင့်ရောဝင်လန်းကရွှင်လန်းပြောင်းမှုပွဲကောင်းတော့စီကာနေပါတယ်အဲ့ဒီချိန်မှာချစ်ပင်နဲ့ချစ်ရွှေတို့ဟာရေချိုးပြီးလို့အိမ်ပေါ်မှာတည်ကွင်းတောက်တန်ကစားနေကြပါတယ်၎င်းတို့ရဲ့အမေဒွန်နုကတော့တုတ်ကွေးမိနေတာကြောင့် အိမ်ဦးကမှရှိတဲ့တင်ပြူဖျားပေါင်းပေါင်းစောင့်ချုံပြီးတော့ကိုင်နေရတယ်။၎င်းတို့ရဲ့ဖောက်ခင်ဖြစ်သူဦးကျော်ကတော့အိမ်ရဲ့နောက်ဘက်မှာရှိတဲ့ဝယုံရိပ်မှာအကျော်လုပ်ငန်းတွေကိုကိုသားထင်မြပေါင်နေပါတယ်။ချစ်ပေတော်ညီကိုဒီကွင်းတောက်တန်းကစားနေခိုက်15မိနစ်ခန့်ကြာတဲ့ခါမှာဒေါ်နုကချမ်းစိစိဖြစ်လာတဲ့ကြောင်းအနှင်းခံလို့သဖြင့်သားတို့ရဲ့အမိကိုလာပြီးတော့နင်းပေးကြပါဦးကွယ်။သူကဲ့သို့လှမ်းပြီးတော့ခေါ်လိုက်ပါတယ်။ ချစ်ဖေတို့ညီကိုလေးဒေါနုရဲ့ခေါ်တန်ဦးကြားသဖြင့်ဟုတ်လာပြီမေတူကဲ့သို့ဆိုကောင်တောက်လက်စတေးရွေးမြောက်ကို စကူဘူးတွင်ကိုထက်ပြီးတင်လိုက်ပါတယ်ဒေါနုလည်းအနေခံရအတွက်မောက်လျက်အနေထားကိုပြောင်းလိုက်တယ်ချစ်ဖေလေးအမေဒေါနုကိုလုံခြုံစေရအတွက်စောင်းကူပြင်ပြီးတော့ချုံပေးလိုက်တယ်ချစ်ဖေကဒေါနုရဲ့တင်ပါနဲ့ကြောပြင်ကိုနင်းပေးတယ်ချစ်ရွှေကတော့ဒေါနုရဲ့ပေါင်းနဲ့ခြေသလုံးကိုနင်းပေးနေပါတယ် တို့ကဲ့သို့နင်းပေးနေကြရအောင်မိနစ်20ခန့်ကြာတဲ့ခါမှာပူနွေးလာတဲ့ကြောင့်တာနှစ်ယောက်ကိုဆင်းရဲအတွက်ပြောလိုက်တယ်တို့တော့တာနှစ်ယောက်ကတော့ဆက်လက်ပြီးတော့နင်းပေးနေကြပါတယ်ထို့ချိန်မှာဒူဆန်တော်အနံ့များကိုချစ်ပေတို့ညီကိုစတင်ရရှိကြပါတယ်ပထမမွေးသောနေ့မှာလက်ဖက်နှံဖြစ်တယ်ချစ်ရွှေကဒူဆန်ရဲ့လက်ဖက်နှံကိုစတင်ရရှိလို့ဖြစ်ပါတယ်လို့ဖြစ်ပါ၍အကိုဖြစ်သူချစ်ဖေကိုဟောထူးဆန်းလိုက်တော့ လက်ဖက်နဲ့နေမှုနေတယ်ကွထုတ်ခဲ့သူပြောလိုက်တယ်အဲဒီခါမှာချစ်ဖေကလည်းလက်ဖက်စုံနဲ့ကိုစတင်ရရှိလာခဲ့တယ်အေးကွငါလည်းလက်ဖက်စုံနဲ့မှုသလားလို့ထုတ်ခဲ့သူချစ်ရွှေကိုပြန်ပြီးတော့ပြောလိုက်တယ်ဒီလိုနဲ့ဆက်လက်ပြီးတော့နေပေနေစမှာနောက်ထပ်အနောက်တမျိုးရရှိကြပြန်ပါလိမ့်ထိုနဲ့မှာနှစ်စီပန်းနဲ့ဖြစ်လို့အလွန်ကိုမှုတယ်နှစ်စီပန်းရဲ့နဲ့ကိုညီကိုနှစ်ဦးစလုံးတပြိုင်တည်းရကြပါလိမ့်အဲဒီခါချစ်ရွှေက အကိုဖြစ်သူချစ်ဖေကိုအကိုရဲ့နေ့စဉ်ပိုင်းရက်နဲ့ရလာပြန်ပြီကွထုတော့ထုနေပြီနော်ချစ်ဖေကလည်းအေးကွငါလည်းမှုေးတယ်တို့ကဲတို့ပြောနေခြင်းခေါင်းတပန်းများကြည့်ပြီးတော့ကျက်တိမွင့်ချင်းများထလာခဲ့ပါတယ်ဒုစင်မဒေါ်နုကအနေခံနေရနေမှတုံလာခဲ့တယ်နှုတ်ပါလေတို့ကဲတို့ညီးတွက်ပြီးတော့တုံတုံရင်ရင်ဖြစ်လာခဲ့ပါတယ်ချစ်ဖေတို့ညီကိုလည်းကြောက်လန့်စွာနဲ့ ဆင်ပြေကြတယ်။တွန်းတော်ဒေါနုကလင်းမြန်စွာထပြီးတော့ငုတ်တုတ်ထိုင်နေပါတယ်။ဒေါနုရဲ့မျက်နှာမူရတို့မှာကြောက်မက်ဖွယ်ရအောင်လာတယ်။မျက်ထောင်နေချင်းနဲ့သားနှယောက်ကိုစိုက်ကျင်နေပါတယ်။ချစ်ဖေက အမေဖြစ်သူရဲ့မူမမှန်သောမျက်နှာမူရကိုကြည့်လို့ချစ်ချွေအောင်ညီလေးမေဘာဖြစ်တာလဲမသိဘူးအဖေကိုမြန်သွားခေါ်ကွာချစ်ချွေလေမိခင်ဖြစ်သူကိုတေချာစွာစိုက်ကြည့်ပြီးတဲ့နောက်ဟမ်အေးအေးငါငါသွားခေါ်လိုက်မယ် တုကတ္တဆိုကအိမ်မော်ကနေပြင်ဆင်သွားပါတယ်ချစ်ဖေကတော့သူ့ရဲ့မိခင်ဘာဖြစ်တော့ကိုမစင်းစားတတ်အောင်ရှင်းနေတယ်ချစ်ရွှေလည်းဘာကင်ပြည်သူထင်ပေါက်တဲ့နေရာကိုရောက်သွားပြီးတဲ့နောက်အဖေအဖေအမေဘာဖြစ်နေလဲမသိဘူးမြန်လာကြည့်ဦးဦးကျော်လည်းထင်ပေါက်တဲ့နေရာမှာပစင်ကိုပြေးချထားခဲ့ကအိမ်ကိုအမြန်ပြတ်သွားတယ်ချစ်ရွှေလည်းအတူပြေးပြီးတော့လိုက်လာခဲ့တယ်အိမ်မော်ကိုရောက်တဲ့ခါမှာဦးကျော်ကဒေါနုကိုသေချာစွာကြည့်လို့အနု ဘာဖြစ်တာလဲကွအပြတ်တက်နေရလားအဲ့ဒီကဒေါ်နုကဘာဖြစ်ရမှာလဲကွမင်းမသိဘူးလားသူကတူခက်ပြက်ပြက်လေးသန်းနဲ့ပြန်ပြီးတော့ပြောတယ်တွန်းတော့ဘာမှဆက်မပြောဘဲမျက်ထောင်နေကြီးနဲ့ကြည်နေပါလေဦးကျော်ကတော့ဒေါ်နုရဲ့မူမမှန်သောလေးသန်းကြောင့်ခက်ကြောင်ကြောင်ဖြစ်ပြီးမတ်တရက်လျက်ကြည်နေရတယ်တွန်းတော့ဒုစုံတစ်ခုကိုတတိယရက်ဟန်နဲ့အဖေလားတူကဲ့သို့မေးပါလေတော်တော့ တော်နုကတော့ဘာမှပြန်မပြောပါတွေ့တွေ့ကြည့်ကြည့်ရတာရှင်နေပါလေဥကျော်လည်းဘာဆက်ပြောမှမသိတာကြောင့်အဖေရင်းနှီးချမ်းတော့မလားအဲ့လိုမေးလိုက်ပြီးတဲ့နောက်ရင်းနှီးကြိုရန်မိဖို့ဆောင်ဘက်ကိုဝင်သွားခဲ့တယ်တော်နုကတော့ဘာမှပြန်မပြောဘဲမျက်ထောင်နေကြည့်နေစိုက်ကြည့်နေပါလေထိုချိန်မှာဥကျော်ရဲ့အင်းနှီးချင်းဖြစ်သူဥဟန်သိန်းကဥကျော်တို့အင်းကိုဝင်လာပြီးအင်းရဲ့ခေါင်းရင်ဘက်မှာရှိတဲ့ပက်လက်ကလေးထိုင်မှာ ဝင်ပြီးတော့ထိုင်နေတယ်သူတော့ဟိုရီတီကြည့်လို့ချစ်ပေကိုကိုကျော်ပဲသွားလေတုတ်ခဲ့တော့မိလိုက်တယ်ချစ်ပေမပြောမိပါပဲဟူကျော်ကငါဒီမဟာဟန်သိန်းရဟူဟန်သိန်းကလူပြိုကြီးဖြစ်တဲ့ပြင် နောက်ပြောင်တက်သူဖြစ်ပါလေတဘောကောင်းလို့ပြောပြောနေတတ်တယ်အခုလဲဒေါနုဘက်ကိုလက်ကြည့်ပြီးဩမမတို့နေမကောင်းဘူးလားတုတ်ကွင်းမိနေပြီလားဘာစီတောက်ပြီးပြုံးဗျာ ထိုကဲ့သို့မေးလိုက်တယ်။သို့တော့တော်နုကဘာမှပြန်မပြောပါ။ချစ်ပေကရေချီးပြတော့လဲဥဟန်သိန်းကမမြင်လိုက်ပါ။တာမန်နေမကောင်းဖြစ်တယ်ထင်ပြီးတော့ဘာစေးမှမတော့သေးရင်အကူကျော်တောက်တဲ့စေခါကြီးတစ်ပိုင်းလောက်တောက်လိုက်ပါလားဗျ။ထိုကဲ့သို့ပြောပြီးတော့ရီမော်နေပါလေ။ထိုချိန်မှာပဲကိုင်းလုံးရမပြန်လာတော့ဒေါ်စိန်ကသူ့ရဲ့ဒေါ်ဖြစ်သူဒေါ်နုတို့အိမ်ကိုဝင်ရောက်လာခဲ့တယ်။ထို့နောက်အိမ်ပေါ်ကိုတက်ပြီးတဲ့ခါမှောင်း ခေါင်းပေါ်မှာပစိုးနဲ့ထုတ်လာတော့ဘုံညွင်ခရမ်းညင်းသေးနဲ့နန်းနံပဲများကိုချစ်ပေတို့ကိုပေးလိုက်တယ်။ပြီးတဲ့နောက်မောမောရှိတာနဲ့နှိစက်ရတိုင်းကိုမှုလို့ထိုင်ချလိုက်ပါတယ်။အဲဒီခါဥဟန်သိန်းကမဆိုင်ရမမနုဒုက္ခမိနေတယ်တဲ့။အဲဒါဘာစီမှမတော်သေးဘူးဆိုလို့အကူကျော်တောင်းနေကြစေခါကြီးတစ်ပိုင်းလောက်တောက်ခိုင်းနေရတာဗျာ။တူကဲတူပြောပါလေအဲ့ဒီခါမှာဒေါ်စင်ကအေးမဟုတ်တာပဲကိုဟန်သိန်းကလည်း ဖဲ့နေတော့အရက်တရတယ်လို့ကိုင်ရပြုံးကြီးနဲ့ကြက်ခိုးဖြောတိုင်းရင်ရတာပဲတုတ်ကဲ့တို့ပြပြောလိုက်တယ်ဥဝန်သိန်းနဲ့ဒေါ်စိန်တို့ဟာလူပြိုကြီးပြိုကြီးများဖြစ်ကြပါတယ်တပိုင်းနေသားများဖြစ်လို့ယဉ်နီခင်မင်းကြတယ်တို့ချိန်မောင်ဦးကျော်ကယဉ်နွေးဆိုပြီးဖြစ်လို့ကြရတဲ့ကိုပြောင်းထည့်ပြီးတော့ယူလာနေခြင်းဖြစ်ပါတယ်ဒေါ်နုကဥဟန်သိန်းပြောနေတာကိုမျက်ထောင်နေချင်းနဲ့ကြည့်ပြီးကြံပြေကိုလည်းလောကနဲ့ပြန်ကနေမိအောင်ရိုက်လိုက်တယ်ဒေါ်စိန်ကလန့်သွားပြီး နှုတ်မဟဲ့ဖေယဖေယအမလေးအဲ့လိုတိုင်ရင်နဲ့ပြေးလျော်ဦးဝန်သိန်းထိုင်နေတော့ပလက်ကလေးထိုင်တန်းကိုကင်မိလျက်သားဖြစ်နေပါလေဒေါက်တာဒေါ်နုကဦးဝန်သိန်းကိုမျက်ထောင်နေကြီးနဲ့ကြည့်လို့ဟန်သိန်းမင်းကငါ့ကိုနောက်တာပါလေဟုတ်လားမင်းပြန်ကြမှာငါလိုက်ပြီးတော့နှုတ်ဆက်လိုက်မယ်တူကဲတူပြောပါလေရင်းနှီးချမ်းယူလာတော့ဦးကျော်လေးပြုံးဝင်တဲ့အာအသင်သွားတဲ့ဖြင့်မတ်တက်ရည်လျက်ရှိတယ်ဒေါက်တာ တော်နူရဲ့ရှေ့ကိုသွားပြီးလမန်းနဲ့ကိုရင်းနှီးကြရချပစ်လိုက်ပါလေအကြံပကံသုံးလုံးကိုဆေးကြောလို့ရင်းနှီးချင်းများငှဲ့ပြီးတော့ထည့်ပစ်လိုက်တယ်ထို့နောက်အဖေရင်းနှီးချင်းတော့ပါအိုးလူသာရှိရင်လည်းပြောပါမှားတာရှိရင်လည်းခွန့်လို့ပါဗျာထုတ်ခဲ့တယ်ပြောလိုက်တယ်တော်တော်ဒွန်နူကဘာမှပြန်လို့မပြောဘဲအိုးကျော်ထည့်ပစ်ထားသောရင်းနှီးချင်းကွက်များကိုတစ်ခွက်ပြီးတစ်ခွက်မော့တောင်းနေပါလေအော်ဝေယံကောင်းလာသည်မောင်အိုးကျော်ထည့်ပစ်ထားသောရင်းနှီးချင်းများမှာ အငွေတထောင်းထောင်းထားနေပါလိရဲ့ဤနေတကယ်တို့တရှုရှုနဲ့တောင်းနေတော့ကိုအလုံးတွေ့လျရခြင်းဖြစ်ပါလိရင်ရွေးချန်၃ခွက်ကုန်းတဲ့ခါမှာဒေါနုကငါမြေးတွေကိုရှင်ပြုငါကိုလည်းဖိတ်ကြလာတို့ကဲ့သို့ခက်ပြက်ပြက်ပြောလိုက်တယ်အဲ့ဒီခါမှာဝိုင်းဝန်းကြည့်ရှုနေသူအလုံးအံ့အားတင်ကြရပါလိယခုမှပဲဥကြရဲ့ဖခင်ဥဖြူကဝင်ပြီးတော့ပူကက်ချင်းဖြစ်ကြောင်းတိတိကျကျသိရတာကြောင့်ဖြစ်ပါတယ် တော်စင်ကအနေငယ်ကြောင်းရွနေသေးတော်လေးအရေးစွန်ပြီးဒါနဲ့အဖရဲ့ဘယ်မှာလာပြီးတော့ဖိရမှာတော့တုတ်ကဲ့သို့မေးလိုက်ပါလေငါပေါက်ပင်မှာနေတယ်တုတ်ကဲ့သို့ဒေါနုကပြန်ပြီးတော့ပြောတယ်၎င်းပေါက်ပင်ဆိုဒီမောင်ဥပြုရဲ့အိမ်နောက်ဖက်မှာရှိတဲ့ပေါက်ပင်ကိုပြောခြင်းဖြစ်ပါလေဥပြုသေးဆုံးစင်ကဝန်တွင်ကလေးစားများကို၎င်းပေါက်ပင်အောက်မှာတွားရောက်မြုပ်နှံခဲ့ကြပါလေဤကဲ့သို့ပြောဆိုနေစဉ်ဥဟန်သိန်းက အဖကလည်းဘာဖြစ်လို့ပေါ့ပင်မနေရတော့ပရိသတ်ဘင်းမှာနေရင်မကောင်းဘူးလားသူကဲ့သို့ခဏတော့ဝင်ပြီးတော့ပြောပြန်ပါတယ်အရိကာဒေါ်နုကကြံပြင်ကိုဖျံခနေမိအောင်ဒုတိယကြိမ်ရိုက်လိုက်ပြန်နေဟန်သိမင်းကငါ့ကိုနောက်ပြန်ပြီလားအပြန်ကြမှာလိုက်ပြီးတော့နှုတ်ဆက်ရသေးတာပေါ့ကွာသူကဲ့သို့ပြောပြီးတဲ့နောက်တဟင်းဟင်းနဲ့ညှိတော့ကထွက်ခွာသွားခဲ့တယ်ဒေါ်နုရဲ့မျက်နှာမူရလဲမူလအနေထားတိုင်း ကြည်ကြည်လင်းလင်းဖြစ်သွားခဲ့ပါတယ်။တော်တော်လေးအားနေနေတာကြောင့်အိယာပေါ်မှာပြန်ပြီးတော့လှည့်နေလိုက်တယ်။ဥဟန်သိန်းကနောက်မြောင်ပြောတဲ့တော့လေဘာကြည့်ဖြူသေးဆုံးပြီးတဲ့နောက်ရုပ်ကစိုးနှစ်ဘောကိုရောက်နေတာကိုသိရတဲ့ခမောင်းစိတ်မကောင်းစွာနဲ့အကူကြော်ရေးချစ်ပေတော်ညီကိုကိုအမြန်ရှင်ပြုနိုင်အောင်ကြိုးစားမှဖြစ်မှာရှင်ပြုပြီးရင်တော့ဘာကြည့်ဖြူလည်းကျွတ်လွတ်ပြီးတော့ကောင်းရသူကလေးကိုရောက်တော့ပါလိမ့်မယ်။တို့ကဲ့သို့ပြောပါရစေ။ အဲ့ဒီခါမှာဦးကျော်ကအေးကွာငါလည်းအဲ့ဒါကိုတွေးမိပါတယ်တနေ့တလောင်းစူးစမ်းလှုပ်လှုပ်ပြီးတော့ငွေစုအောင်ပဲကွာတွန်းတော့ဦးဖြူမသေးဆုံးမီကပြောခဲ့တဲ့စကားများကိုပြန်လည်ပြောကြရင်လည်းဆွေးနွေးနေကြပါတယ်တော်စင်းလင်းဦးဖြူရဲ့အကြောင်းကိုတွေးပြီးချစ်ပေတို့ညီကိုနှစ်ယောက်ကိုရှင်ပြူရန်အတွက်စိတ်ဆွလန်းပြီး သေဆုံးသွားခဲ့တဲ့ဦးဖြူရုပ်ကစိုးဘဝမှာအမြန်ဆုံးကျွတ်လွတ်ပါသေးလို့ဆုတောင်းလိုက်ရပါတယ်မကြမီပါပဲ ဥဟန်သိမ့်တဲ့ဒေါ်စိန်တို့လည်းဦးကျော်ကိုနှုတ်ဆက်ပြီးပြန်သွားကြပါတယ်။ဗာကြီးဖြူသေဆုံးသွားခဲ့ဒီမှာ တနစ်ခန့်ကြာခဲ့ပြီဖြစ်ပါတယ်။ဗာကြီးဖြူမသိမိကသာသမီ၈ယောက်ကိုကိုင်းလုံငန်းနဲ့လုပ်ကန်ကြိုးပွေးခဲ့တယ်။သာသမီများအွေရောက်တော့မှမိမိသက်60ကျော်ခန့်မှာကိုင်းမလုပ်တော့ပဲသာသမီများကိုလွှဲပြောင်းပေးပြီးတော့လုပ်ကန်စီပါတယ်။ဗာကြီးဖြူကိုယ်တိုင်ကတော့ရွာမှာအသုံးပြုရန်လိုအပ်သောချင်းတောင်းတင်းတောင်းခန်းတောင်းသကောသကား ပန်းများရက်လွတ်ပြီးရောင်ချနေပါတယ်။ကြိုတင်မှာခဲ့ရင်လည်းရက်လွတ်ပြီးတယ်။ဒီကဲတော့လောက်ကန်ရောင်ချနေရမှာဒီနေ့မှဥကြော်ရဲ့ညီဖြစ်သူဥတင်ချင်းကညနေ6:00နာရီခန့်မှာဥကြော်တို့အိမ်ကိုရောက်ရှိလာခဲ့ပါတယ်။ထို့ချိန်မှာဥကြော်တို့မိသားစုညသာထမင်းစနေခြင်းဖြစ်တယ်။တော့ဖြစ်ပါ၍ဥတင်ချင်းကရောက်ခါသမှာလိုင်းရင်ကိစ္စကိုဘာမှမပြောသေးပါဘူး။သူကိုကြီးဥကြော်တို့မိသားစုထမင်းစနေတာကို အနောက်ရှက်ဖြစ်မှာဆိုလို့မပြောခြင်းဖြစ်ပါတယ်တွင်တော်ဦးကျော်ကကိုတင်ရှင်ရောက်လာပြီးဘာမှမပြောသဖြင့်လှည့်ကြည့်လိုက်ပြီးတဲ့နောက်ကိုတင်ရှင်လာလေဓမင်းစားပါဦးလားဘာကိစ္စရှိလို့တော့တူကဲ့သို့တဆက်တည်းမေးလဲမေးပြောလဲပြောလဲတည်းအဲ့ဒီခါမှာဦးတင်ရှင်ဟာအဖေဖြစ်သူယုတ်ဒီရဲ့သေဆုံးကြောင်းဘယ်လိုဖြစ်တာကိုမသိကြောင်းတဆက်တည်းပြောလဲပါတယ်သူရဲ့မျက်နှာကလည်းမချစ်တင်ကဝမ်းနေနေတာကိုတွေ့ရတယ် ။ဦးကျော်နဲ့ဒေါ်နုတို့မိသားစုလည်းဟမ်ဘယ်လိုဖြစ်တာပါလဲ။ဒုက္ခတို့အမေရိကန်ပြုတ်ပြီးလက်ပြာကိုဆေးလိုက်ပြီးတဲ့နောက်တမင်ဝိုင်းကို အမြန်ဆုံးသိမ့်လိုက်ပါတယ်။ထို့နောက်ဦးကျော်နဲ့ဒေါ်နုလည်းဟိုတင်ရှင်နဲ့တူဗာကြီးပြူတီဆုံးရရင်ကိုကတုတ်ကရဲ့ထွက်ခွာသွားကြတယ်။ချစ်ပင်နဲ့ချစ်ရွှေတို့ညီကိုကတမင်ဝိုင်းကိုသိမ့်ပြီးတဲ့နောက်ခိတ္တထိုင်နေကြပါတယ်။အဖိုးပြည့်တို့ဗာကြီးပြူတီဆုံးခြင်းနဲ့ပတ်သက်လို့တရားတော်ပေါ့ထင်းမြင်ချက်များပြောနေကြပါတယ်။ ချစ်ဖေကအဖို့တော်လေးဖြတ်တာနဲ့တူတယ်ချစ်ရွှေကဟုတ်ပါမလားကွာမနေ့ကတော့တို့ရောက်သွားသေးတာပဲအဖိုးရောက်ဖွားပါအကောင်းပကတိရှိနေတာပဲကွာလေပြတ်တယ်ဆိုတာပြုတ်လို့ရတာမဟုတ်ဘူးချက်ချင်းထားပြင်လည်းဖြစ်တာကွာတို့ကဲ့သို့ချစ်ဖေကပြန်လဲရှင်းပြတယ်အဲ့ဒီခါမှာချစ်ရွှေကဟာဒုက္ခပါပဲကွာအဖိုးကတို့ရှင်ပြတာကိုတော့မတွေ့ရတော့ဘူးပေါ့အဖိုးကတို့ကို သိပြီးရှင်ပြုတော်ကိုမြင်ကျင်တာအကွအရင်တော့ကခဏခဏပြောနေတာသူကဲ့သို့ငိုတန်ပါကြီးနဲ့ပြောလိုက်ပါတယ်ဒီလိုနဲ့ရက်ကိုလာစားလက်ကိုနှိစားလို့ကာလာကြာလာတဲ့ခါမှာတည်တော်သူကြာရင်မေးဆိုသောစကားကဲ့သို့ဘာကြီးဖြူကိုအမြဲတမ်းတတိမြာနိုင်ကြတော့ပါအဘွားတော်တို့တို့မိသားစုလေးစာဝန်တွေအတွက်ကဲလုံငန်းမှာပဲစိတ်ကိုနှိမ့်မြို့လို့လောက်ကန်နေရတယ်တော်သူလေးတုတ်ကွေးမိကြကြောင့်ခုနှစ်ရက်ခန့် အကျိုးလုပ်ငန်းကိုရည်နာထားကြရပါတယ်။ယခုကမှဂျမားကြီးပြန်လဲကောင်းမွန်လာသဖြင့်အကျိုးလုပ်ငန်းကို ပြန်လဲစတင်ရန်အတွက်ပြင်ဆင်ရပါတယ်။တရက်မှာတော့ဥကြုံတို့မိသားစုညသာထမင်းစားပြီးတဲ့နောက်ထိုင်ပြီးတော့စကားပြောနေကြပါတယ်။ထို့ချိန်မှာဥကြုံဟောင်းစုဘူးမြောက်ကိုဖောက်ကြည့်ရန်တတိယပြီးပြီးဦးတွင်မသိသိထားသောစုဘူးနှဘူးကို ယူလို့ဖွင့်ကြည့်လိုက်တယ်။အကျွေးသေးများဆူထားသောဘူးကိုချစ်ပေတို့ညီကိုကရေးတွက်လို့ ဒေါ်နုနဲ့ဦးကျော်တို့ကငါးချက်တန်း၁၀တန်းမြောင်းစူးစောင်းထားတဲ့ပူးကိုရည်တွယ်ကြပါလေနှစ်ပူပေါင်းလို့စူးစောင်းထားတဲ့ငွေမောင်းငွေချက်၁000ကျော်ခန့်ရှိကြောင်းတွေ့လျားပါလေအဲ့ဒီခါမှဦးကျော်ကကဲမင်းတို့ရေဒီငွေလောက်ဆိုရင်တော့ဒူသားတွေကိုရှင်ပြုတ်ပေးလို့ရလောက်ပြီထင်ပါတယ်ကွအဲ့ဒီခါမှဒေါ်နုကဒီငွေလောက်နဲ့တော့ရှင်မပြုတ်နိုင်သေးဘူးထက်စုဖို့လိုလိမ့်မယ်ထင်တယ်နော်ကျွတ်တို့လူကို အကြီးကျယ်ကြီးမလုပ်ဘဲအချင်းလောက်လို့ရင်မကောင်းဘူးလားတော့အေးဟုတ်တယ်ကွာဒါဆိုရင်ရွာဦးကျောင်းစီအရကိုရှောက်တင်ပြီးစောင့်ရကြရင်မကောင်းဘူးလားဤကဲ့သို့တိုင်းပင်ပြီးကြတဲ့နောက် နောက်တည့်မှာဦးကျော်နဲ့ဒေါနုတို့ဟောင်းရွာဦးကျောင်းစီအရတော်ဦးအဖေဝါဒနာထံကိုသွားရောက်ပြီးအလူလုံးမဲ့ကျောင်းရှောက်ထားကြပါတယ်ဆရာတော်ဖေရတပည့်တော်တို့သားနှစ်ယောက်ကိုသာသနာဘောင်ကိုသူသွင်းချီးမြှင့်ပေးပါရန်နဲ့အလူကိုအချင်းချင်းလို့လူထမ်းမှာဖြစ်ကြောင်းရှောက်ထားတောက်မှန်လိုက်ပါတယ် အဲ့ဒီကမ္မဆရာတော်ကတခါကြော်ရဲ့ရှင်ပြုတယ်ဆိုတော့သင်္ကန်းပရိခယာဆုံရင်တော့သာသနာ့ဘောင်ကိုတွတ်တွင်းချင်းမြာရောက်ပါတယ်။ကျွေးမွေးအခန္ဓာကတော့ကိုတက်နိုင်တဲ့တော့လှူဒန်းပေါ့။အလှူကြီးကျယ်လုံးဝမဟုတ်ပါဘူး။စေတနာရှိထားပြီးတက်နိုင်သမျှလှူဒန်းရင်လည်းမြတ်တာပါပဲ။ဒုက္ခတို့ရှင်းလင်းစွာဟောကြားလိုက်ပါတယ်။အေဘီလာဟာကိုင်းသမားတို့လုပ်ငန်းသိင်းချင်းဖြစ်တာကြောင့် ငွေရှင်သောကာလဖြစ်ပါတယ်။ကိုင်းသမားတို့ဟာတစ်နှစ်လုံးလှုပ်တော့မှဒီချိန်မှာငွေကိုစုဆောင်ပေးကြတယ်။မိုးတွင်ကာလများမှာရည်မြိုသောဒေတာဖြစ်လို့အလုံးမရှိတာကြောင့်ဝင်ငွေမကောင်းပါ။ယခုငွေကြီးစုဆောင်မှုချိန်ဖြစ်တာကြောင့်ရွာတိုင်းလူတို့မှာအတန်ချစ်သက်တန်အိုဒီတန်ဒိုးဘတ်တန်တွေကိုကြာနေရတယ်။အလူတန်မင်္ဂလာဆောင်များလည်းပေါ်များလာပါတယ်။လို့ဖြစ်ပါ၍ဦးကျော်နဲ့ဒေါ်နုတို့လည်းရှင်ပြုတ်လူကိုအထမြောက်အောင်မြင်အောင်ဆောင်ရွက်ကြရန်အတွက်ဆုံးဖြတ်လိုက်တယ်။ နောက်တည့်ရက်မှာနှီးဆက်တော်လူကြီးသူမများနဲ့ဆွေမျိုးသားချင်းတို့ကိုပင့်ဖိတ်လို့အလူလုတ်ရန်စီဝေးတိုင်ပင်ကြတယ်။လူကြီးများကယခုတကူလောက်ကုန်လို့ကစုံလာစန်းတောင်ရောက်နေတာကြောင့်ကစုံလာစုတ်၃ရက်နေမှာအလူလုတ်မှာဖြစ်ပြီ။မိုးလဲနှီးလာပြီဖြစ်လို့ကစုံလာပြီကျော်တရက်နေမှာ စတင်ဆောင်ရွက်တဲ့ကြောင်းဆုံးဖြတ်ကြတယ်။၎င်းဒီမှာဆက်၍မတ်တထိုးခြင်းရေတိုးလောင်းခြင်းပစ္စည်းပြေးခရာဝယ်ယူခြင်းချက်ပြုတ်ခြင်းကျွေးမွေးခြင်း ရှင်းလောင်းလေခြင်းစတဲ့ကိစ္စများကိုဆောင်ရွက်ရန်အသေးစိတ်ဆွေးနွေးပြီးဆုံးဖြတ်လိုက်ကြပါရစေ။ဒီလိုနဲ့အချင်းကအကုန်လွဲလို့ထင်ရပါရစေ။ကစုံလာပြီးကြိုတရက်နေ့ကိုရောက်ရှိလာကြတယ်။အစည်းအဝေးမှာဆုံးဖြတ်ထားတဲ့အချိန်ဆောင်ရွက်ရန်အတွက်ဦးကျော်ကသက်ဆိုင်ရာ ဖွဲ့စည်းများကိုနှိုးဆော်ထားပြီးဖြစ်ပါရစေ။တို့ဖြစ်ပေါ်၍ကြေးရွာဒလိရလိုအပ်ပေမဲ့ကလာသားများဟာမိမိတို့သက်ဆိုင်ရာဖွဲ့စည်းများလိုက်ရောက်ရှိလာကြတယ်။မတ်တထုမဲ့လူငယ်များကဝါခုတ်သူဝါတဲ့သူ ပနယတုတိုင်ထူလို့မတ်တဆောက်သူဆိုပြီးအသည်သည်တာဝန်ယူဆောင်ရွက်ကြပါတယ်ဒီနေ့ကအလှူနေဖြစ်ပါတယ်မနေ့ကမိုးကရောမဟန်ပြိုးတော့လေချင်းသာချင်းလို့မရွတော့မိုးမျိုးဆောင်မှာပါဝင်ခဲ့တယ်တမဟုရေတိကြီးဥပဇံရဲ့မန္တန်ဆွမ်းကြောင့်မရွခြင်းလည်းဖြစ်နိုင်ပါတယ်မိတော်ဝင်ဖြစ်စေမိုးမရွတာကြောင့်အလှူရှင်များဖြစ်ကြတော့ဦးကျော်နဲ့ဒေါ်နုတို့ကအလွင့်ကိုစိတ်ချမ်းသာပျော်ရွှင်ခြင်းဖြစ်ကြလို့အလှူအတွက်စိတ်လက်ပေါ်ပါစွာ ဆောင်ရွက်နိုင်ကြပါတယ်။မိုးမလင်းမီကလေးကပဲစောစောထလို့လိုအပ်ပေးလာကြမဲ့လူငယ်များတို့ရင်းနှီးအိုကြိုကြတယ်။အကြမီမျိုးသမီးများနဲ့မျိုးသားလူငယ်များရောက်ရှိလာကြပါတယ်။ဦးလောင်မောင်တို့ထမင်းကျောက်ဖွဲကလည်းပိုကလောက်သုံးလုံးနဲ့ထမင်းထရန်ချင်းထောင်များကိုတည်ဆောင်ပြီးရောက်ရှိလာကြတယ်။ဒေါနုကဝေယဝိဇ္ဇာဆောင်ရွက်ပေးမဲ့အဖွဲများတို့အစာပြေစားတော့ရန်မိုးလက်ကောက်နဲ့ရင်းနှီးချက်တွေကိုလက်မှတ်များနဲ့ထည့်ပြီးတော့ကျွေးမွေးနေပါတယ်။ဒီလိုနဲ့အချင်းက ြည့်၍ကုံဆုံးလာခဲ့ပြီးအောင်နေ့လယ်တနားရီခွဲချိန်ကို ရောက်ရှိလာခဲ့ပါတယ်။ကျွမွေအခန့်ရေးအဖွဲ့များလည်းပစ္စည်းများကိုတင်စီနေကြတယ်။ရှင်းလောင်းလက်ကနေအချိန်ကိုရောက်လာသဖြင့်မောင်ရင်လောင်းတို့ကိုအနာပေးပြီးတော့ထပ်မံအလှဆင်ကြပြန်နေ။ထို့ချိန်မှာဥဟန်သိန်းတဲ့လူငယ်တို့ကပလက်ကလေးထိုင်များကိုမန်တက်တွင်ကိုယူသွားပြီးတဲ့နောက်မောင်ရှင်လောင်းများကိုတည်ယူရန်လေးတောင်ခန့်ရှိသောဝက်လုံးများနဲ့ရှင်းလောင်းတို့ဝေါ်ဖြစ်လှုပ်ဆောင်ကြပါတယ်။အဲ့ဒီချိန်မှာ ဒေါ်စင်းကရှင်းလုံးလျာမှာယူဆောင်သွားမဲ့ကတော်ပွဲများကိုပြင်ဆင်လျက်ရှိတယ်။ထို့ကဲ့သို့ကတော်ပွဲထိုးရမှာဥကြောဝယ်ယူခဲ့သောငပြိုသည်များမှာအလွန်ထွားကျိုင်းတာကြောင့်ကတော်ထိုးသောအုံမထဲလို့မရသဖြင့်ကျွေးလက်မန်းနဲ့ပြင်ရပါတယ်။ပွဲပြင်ပြီးတဲ့အခါမှာသမာဓိဝနတ်မြောင်းကိုပင့်ဖိရန်အတွက်အလူရှင်ဒေါ်နုကိုပေးရလိုက်တယ်။ဒေါ်နုဟာကတော်ဝဲကိုပင့်ချီလို့ဘုရားကျောင်းဆောင်ရှိကိုတည်ယူခဲ့တယ်။ထို့နောက်လက်နက်ဖက်နဲ့ဥကောင်းဘော်ကိုမြောက်တင်ပြီးအရိယာသူတော်စင်များနဲ့ သမ္မာဓိဝနှကောင်းနဲ့မျက်မြန်ကိုအလူကိုတရားနာကြွားရောက်ကြပါယံဖိတ်ကြလိုက်ပါတယ်။သူကဲ့သို့ဖိတ်ကြစဉ်ခဏအတွင်းမှာပဲဒေါနုရဲ့လက်များက တုံတုံရင်ရင်ဖြစ်လာခဲ့တယ်။အနီမှာရှိတဲ့ဒေါစိန်ကပွေကိုမမနိုင်တဲ့ဖြင့်တုံနေထင်းလို့ကူပြီးတော့မပေးသေးတယ်။ဒေါစိန်ကန်လိုက်တာနဲ့တပြိုင်နက်ဒေါနုကညဉ့်ညူသောတန်နဲ့ဟွန်းအလူလောက်ရင်ငေါ့ကိုဖိတ်ပါဆိုတော့ကိုမဖိတ်ကြဘူး။ဘောကြောင့်မဖိတ်ကြရတော့ဟမ်။ မိနေကြတာလားသူကဲ့သို့ပြောပါတယ်အဲ့ဒီအခါမှာပဲဒေါစင်းလင်းရုပ်ကစိုးဖြစ်နေတော့ဘာကြီးဖြူဝင်ရောက်ပုဂတ်တာကိုတတိပြုမိတယ်အဘရဲ့မားတာရှိရင်ခွန့်လို့ပါတပီတို့အဘတို့အိမ်တော့ကပေါက်ပင်မှာလာပြီးတော့ဖိတ်ပါတယ်အဘမသိလိုက်ဘူးလားသူကဲ့သို့ပြောပါတယ်အဲ့ဒီအခါမှာဒေါနုကမျက်ထောင်နေကြီးနဲ့တစက်စက်တုံနေရမှအခုငါပေါက်ပင်မှာနေတာမဟုတ်ဘူးတရားတဆောင်ရှိကထမ်းမြင်မှနေတယ် ထို့ကဲ့သို့အတ္တမမနဲ့ပြန်ပြီးတော့ပြောပြန်နေအဲဒီခါမှာဒေါ်စင်ကဖရာတဆောင်ရှိကထမ်းမိပါဆိုရင် အခုပဲဖိတ်ကြခန့်လိုက်ပါမယ်ခွန့်လို့ပါဘာရဲ့ထို့ကဲ့သို့တောင်းပန်ပြန်နေတစက်သေးဝင်ရောက်ပူကန်နေတော့ဖိတ်ကြလိုက်ရင် ဖြစ်တော့လေမယောတိယရောက်မှဆိုရင်တဖြင့်ဥကျော်ကိုတွက်ရောက်ပင့်ဖိရန်တော့ပြောပါတယ်ဥကျော်လေပြရတဲ့ဆောင်ရှိမှရှိတဲ့ထမင်းကိုကတော့ဝဲကိုတဲဆောင်သွားလို့ရုပ်ကလေးဘာကြီးဖြူကိုပင့်ဖိရပါတယ် အိမ်ပေါ်မှာရောက်ရှိနေကြသောပရိသတ်များလည်းထိုဖြစ်ပျက်ကိုတွေ့လျက်သဖြင့်သူလိုသူလိုနဲ့တွေ့တော့ပြီးအချင်းချင်းတည်င်းဖယ်လေကြကုန်နေတို့ဖြစ်ပါ၍အကြောင်းဆုံးတည်ပြီးသားဖြစ်သောဒေါ်စိန်ကဗာဂျီပြူကမြင်းနေရကိုရှင်ပြူချင်းစိတ်နဲ့စိတ်ဆွဲပြီးတော့ဆုံးခဲ့တာအခုတော့ရုပ်ဝဲစိုးဖြစ်နေလို့အလူကိုမဖေးရကောင်းလားဆိုပြီးဝင်ပြီးတော့ပူးတာအရင်ကဒေါ်လေးနဲ့နေမကောင်းဖြစ်တုန်းကလည်းတခါဝင်ပူးသေးတယ်သူကဲ့သို့ပြောပြရပါတယ် ဲ့လိုရှင်းပြလိုက်တဲ့ခါမှာပရိသတ်များလည်းအံ့ဩတုန်လှုံနေကြရတယ်။ဥပါဒဏ်ကြောင့်ဥပတ်ရောက်ခဲ့ရပုံမြင်မြင်ထင်ရှားတွေ့ရသဖြင့်တရားကြမိကြတယ်။မကြမိပါဘဲဥဟန်ထွင်းရဲ့အတန်းချစ်ချက်မှာရှင်းလုံးလေးတဲ့အချိန်ကြောက်ရောက်ပြီးဖြစ်သဖြင့်ပရိသတ်များနေရာယူပေးကြရန်နှုတ်ဆော်လိုက်ပါတယ်။အဲ့ဒီအချိန်မှာမင်းကမရောသောမိုးမှာအနောက်တောင်တောင်စီမှနေလို့တလိလိတက်လာနေပါတယ်။တို့ဖြစ်ပါ၍ရှင်းလုံးလေးရမောင်ရောတောင်ပိုင်းမှာရှိသော ယောဟုနေစင်ကိုတွားရောက်ကတော်ချင်းမပြူရန်အတွက်ဆုံးဖြတ်ကြတယ်။ယောဟုနေစင်မောင်ကတော်မေဆောင်ယုကဇုနမင်းအဘကြီးဘာကြီးပြူဆံမြန်းနေတော့ပြရတဲ့ဆောင်ရှိမှရှိတဲ့ထမင်းမောင်ဝင်ရောက်ကတော်ရန်ဖြစ်ပါတယ်။ဒီလိုနဲ့တန်းစီထွက်ခွာလာကြရာတည်ယူယူနဲ့ပြရတဲ့ဆောင်ရှိကိုရောက်ရှိလာကြတယ်။အတန်ချစ်စက်နဲ့အိုးစီဝိုင်းကလည်းအချင်းတူတောင်းတဲ့ဖြင့်အပြန်တီးမှုဖြောပြကြရပါတယ်။တို့ရတွင်အတန်ချစ်စက်ဟာ ဩဇီဝိုင်းရဲ့ဒီမုတ်တန်ကိုကြော်တွင်လို့ဖပူးစဉ်တချင်းဖွင့်နေတဲ့ကိုကြာနေရပါတယ်။ဘုရားတောင်ရှိကိုရောက်လာတဲ့ခါမှာအတန်ချိစက်နဲ့ဩဇီဝိုင်းကိုခိတ္တနာပြီးလို့ဘုရားကိုကြတော့ကြပါတယ်။ဘုရားတောင်မှာပြန်ပြီးတော့ထွက်တဲ့ခါမှာတောင်တော်ကြီးရဲ့ရှိမှရှိတဲ့ထံပင်မှာဆံမြန်းနေတော့ရုပ်စိုးနမင်းဗာကြီးဖြူကိုမြင့်ဖြစ်သူရှင်လောင်းတို့ကိုပြတ်သားလို့ကြတော့ကြရပြန်ပါတယ်။အဲဒီခါမှာဥကျွန်းနဲ့ဒေါနုတို့ကဟလူတရားနာရန်ထပ်မံပြီးတော့ပင်ဖိတ်ကြတယ်။တော်တော်ဆက်လက်ထွက်ခွာကြရအောင် မကြမီပါပဲကျောင်းတိုင်းစီရတော်ဥပိဝရဏသတင်းတုံရဖြစ်တော်အာဇီနာယမကျောင်းဝိုင်းကိုရောက်ရှိလာကြပါတယ်အတန်ချင်းဆက်တဲ့ဥစီဝိုင်းကလည်းရသည်များအချင်းတွင်ကြိုးစားပြီးတော့ဖြောပြကြတယ်အာဇီနာယမကျောင်းနေကြီးကအားရကခန့်ကျင်းဝင်းတော်လင်းအနောက်ဘက်မှာတောင်ကျောင်းပေါင်းခုနှစ်ကျောင်းကိုတပတ်လည်တိစောက်ထားပါတယ်အလဲမဓမ္မယုံရှိသည်ဖြင့်၎င်းဓမ္မယုံကိုလက်ရရဲ့သုံးဘက်လှည့်လည်ပြီးတဲ့နောက်တရားနာရည်စဲချရန်အတွက်စံကျောင်းပေါ်ကို တက်ကြရပါတယ်။ဆန်ချောင်းဘောကမောင်ရင်လောင်းမြောင်အလုရှင်များနဲ့ဆွေမျိုးသားချင်းအပရိသတ်များတက်ရောက်ခဲ့တော့လေ။အတန်ချစ်စက်နဲ့ဝစီဝိုင်းသားများကြောင်းအောင်မှကြေရခဲ့ကြတယ်။ဆန်ချောင်းဘောမှာပရိသတ်ဆုံကြီးတဲ့ခါမှာဆရာတော်ကိုကတော့ကြပြီးတဲ့နောက်မောင်ရင်လောင်းမြောင်ကိုသင်္ကန်းတော်ဆိုရန်အတွက်ဆရာတော်ကအမိန့်ရှိတယ်။တွင်တော် မောင်ရင်လောင်းမြောင်ကိုဆန်းချပြီးတော့ရေချိုးပြီးတဲ့နောက်သင်္ကန်းဝတ်ဆင်လို့ဆရာတော်ရဲ့ရှိမထိုင်နေကြရပါတယ်။ဆရာတော်မနေလို့ သာယတနာများကိုသာသနာပေါင်းကိုတူတွင်ရသဖြင့်ရရှိသောနေပံရောက်ကြောင်းတရားများကိုတရားပေါ်ဟောကြားပါသည်ထို့နောက်ရည်သက်ချခြင်းကိုဆရာတော်မှတိုင်ပြီးတဲ့အချိန်ပရိသတ်များကလိုက်ဆိုချက်ပြီးတော့အမြတ်၃ခြင်းဝေလို့သာဓုအနုမောဒနာ၃ခြင်းခေါ်ဆိုလိုက်ကြပါသည်ထို့ချိန်မှာသူဆန်သောနှင်းစီပန်းရနံကိုဥကျုံနဲ့တော်နုတို့ရရှိလိုက်ပါသည်တို့ဖြစ်ပါ၍အမြတ်ထဝေကောင်းအဖေကောင်းရာသူဝိရိရောက်ပါစေကြောင်း ဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်ဒေါနာဆရာတော်နဲ့ရှင်သာမဏေများကိုရှစ်ခိုးကြတော့လို့လူပဲဝိထုပစ္စည်းများကိုအတိအကျလူရန်စက်ကလိုက်တယ်ဆရာတော်ကြီးရဲ့ညွှန်ကြားချက်ရောက်အိယာလိမ်များကိုရှင်သာမဏေများ လေးလျောင်းနာနေရန်အတွက် ခင်းချင်းပြင်ဆင်ကြရပါတယ်ဒုက္ကတောဆောင်ရွက်ကြပြီးတဲ့နောက်ဦးကျော်နဲ့ဒေါနုတို့ဟောင်းရှင်သာမဏေများကိုလူဝဲတော်ကိစ္စများကိုမှာကြလို့ဆရာတော်အားဦးချကြတော့ကပရိသတ်များနဲ့တူပြန်လာကြပါတယ် အဲ့ဒီနေ့ညနေမှာအလူရေစက်ချလူတန်းပြီးတဲ့နောက်အိမ်ကိုပြန်ရောက်ကြတဲ့ခါမှာမနေ့ကကလေးကရွာကျင်နေသောမိုးဟာအညိုးကြီးစွာနဲ့အတူးချပြီးတော့ရွာသွင်းပါတော့တယ်။စာရေးသူဟုတ်ကဲ့စာရေးသူဆရာကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။စေဝင်သားပွဲထူးခြားဆန်းကျင်ဒေဒရင်ဘူဖြည့်မန်ဇလန်ကောင်းလေးကိုဘာမီဟော်ရာ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အဆုံးထိလိုက်ပါအပြင်နားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကို အထူးပဲကျေးဇူးတင်ပါတယ်။စာတပုတ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုညီညီသွေးတဲ့အနေနဲ့ဗီဒီယိုလည်းတစ်ချက်နေပြီးတော့ comment မှာဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ်။အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment တစ်ကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးစာပြန်ပေးနေပါပြီ။စာဖတ်တာကိုဝါသနာပါပေမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ဗာမီဟော်ရာ channel လေးကနေတူချဆန်းချေလိုဝဆန်းချေတဲ့တဲ့ရင်ဖို့ပရလောကကမ္မိယ ယမတံမူခင်ဖြစ်ရမဇလန်းကောင်းမြတ်စွာကိုနေစမပြရှောက်ဖွေးပြီးတော့မှဖတ်ပြတင်းဆက်ပေးနေပါပြီခင်ဗျာ